SkyNet Video Channel ကိုအစဉ်အမြဲစောင့်မကြည့်ရှုအားပေးနေကြတဲ့ချစ်ခင်နေစာပါတော်မိဘပြည်သူညီကိုမော်မော်များအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ ပြရပါသည်များခင်ဗျာကျွန်တော်တို့မြန်မာလူမျိုးတွေမှာလေးစားဖို့ကောင်းတဲ့အလေးထားများစွာရှိပါတယ်ခင်ဗျာဒီလေးထားတွေတွေကမှတစ်ခုကိုလည်းပြပြပေးကြပါရခင်ဗျာပြရပါသည်များခင်ဗျာမိမိတို့ကိုပညာသင်ကြားပေးခဲ့ကြတဲ့ဆရာဆရာမများကိုလေးစားစွာနဲ့ပူဇော်ကြောခြင်းဟာဆိုရင်လည်းမွန်မြန်လာတဲ့အလေးထားရဖြစ်ပါရခင်ဗျာဆရာသမားတွေဟာဆိုရင်လည်းမိမိတို့ရဲ့ကျေးဇူးရှင်၅ပါးအနန္တဂိုင်းဝင်၅ပါးတွေကမှတပါးပါဝင်ပဲဖြစ်ပါရခင်ဗျာပြရပါသည်များခင်ဗျာဒီကနေ့မှဆိုရင်လည်းကျွန်တော်တို့ everyday ဖွေသားများရောက်ရှိနေနေရောပြပြရရမယ်ဆိုရင်တော့ကျွန်တော်ဘကိုးတိုင်းဒေသကြီးမှာရှိတဲ့ရွှေကျင်မြို့ကိုရောက်ရှိနေဖြစ်ပါရခင်ဗျာရွှေကျင်မြို့မှာရှိတဲ့မိဘပြည်သူတွေဟာဆိုရင်လည်းရွှေကျင်မြို့ရဲ့ ထက်တန်းအကြောင်းကိုအခြေပြုပြီးတော့မှမူလာတန်းကနေစပြီးတော့မှအထက်တန်းကြီးကိုပညာသင်ကြားခဲ့ကြတာဖြစ်ပါရခင်ဗျာအခုလိုမျိုးမိမိတို့ပညာသင်ကြားခဲ့ကြတဲ့အကြောင်းတော်ကြီးမှာတာဝန်ထမ်းဆောင်ခဲ့ကြတဲ့ဆရာကြီးဆရာမကြီးများကိုပူဇော်ကြတော့ပွဲတစ်ခုကိုလည်းဒီကနေ့မှဆိုတော့ကျေးမပြုလို့နေပါရခင်ဗျာဒီပူဇော်ကြတော့ပွဲကိုမိဘပြည်သူများလည်းတွေ့မြင်သိရှိစေနိုင်ဖို့ကျွန်တော်တို့ Sky နဲ့ Update ဖွေသားများအနေနဲ့ပြီးတော့မှရိုက်ကူးတင်ဆက်ပေးသွားမှာဖြစ်ပါရခင်ဗျာ ချစ်ခင်လေးစားပါတော့မိဘပြည်သူညီကိုမောင်မများခင်ဗျာဒီနေ့ကျင်းပတဲ့ခန္ဓာဆိုရင်တော့ရွှေချင်းမျိုးရဲ့အခြေခံပညာထက်တန်းကျောင်းမှာကျင်းပပြုလုပ်တဲ့ကျေးဇူးရှင်ဆရာကြီးဆရာမကြီးများကိုပူဇော်ကြတော်တဲ့ဆရာတော်ဘွဲခန္ဓာပဲဖြစ်ပါတယ်မိဘပြည်သူများခင်ဗျာမင်္ဂလာတုတ်တော်မှာပါတယ်ပူဇာစပူဇာနေရတဲ့အေးတဲ့မင်္ဂလာမုဒ္ဒမံပူဇော်ထိုက်သူကိုပူဇော်ခြင်းဟာမြတ်တော်မင်္ဂလာဖြစ်တယ်လို့ဘုရားမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဟောကြားတော်မူခဲ့ပါတယ်ခင်ဗျာ ။ဒါကြောင့်ဥယျာဉ်မှုနဲ့တူတဲ့ဆရာဆရာမတွေဟာနိုင်ငံသားကောင်းများပေါ်ထွန်းလာရေးအတွက်စေတနာ၊ဝါဒနာ၊အနစ်နာ၊အကျဉ်းနာ၊ဂိယုနာဆိုတဲ့နာငါးနာကိုအရင်ပြုပြီးတော့နိုင်ငံတော်အတွက်အတိတ်ကကြတဲ့အခမ်းအနားအနေနဲ့တာဝန်ကျေဝင်ခဲ့ကြတဲ့နိုင်ငံဝင်တွေများလည်းဖြစ်ပါတယ်။ ရပါသည်များခင်ဗျာဒီနေ့ကျင်းပတဲ့အာစရိယကုဏပူဇာသပင်ဟာဆိုရင်အာထကရွှေကျင်ရဲ့ကျောင်းသားကျောင်းသူဟောင်းကြီးများနဲ့အာထကရွှေကျင်ရဲ့ကျောင်းသားကျောင်းသူဟောင်းကြီးများမှာညီငယ်ညီမငယ်များအထူးစူပေါင်းပြီးကျင်းပပြုလုပ်တာဖြစ်ပါတယ်ဒီအာရှရပူတော်ဝဲယူကတော့ကျွန်တော်တို့ရဲ့နောင်တော်တွေဖြစ်တဲ့ဟိုနေမော့ ဦးလေးတွေကတော့အစဉ်အဆက်ကျင်းပခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်ဒါပေမဲ့ကျွန်တော်တို့လူငယ်တွေကိုလက်ပြောင်းလက်လွဲနဲ့ဆောင်ရွက်တဲ့ခါကတော့2019ခုနှစ်ကနေစပြီးတော့ဆောင်ရွက်ခဲ့ပါတယ်2019ခုနှစ်မှာလည်းယခုလိုပဲစီကားတိုက်ဆွဲဆိုကျင်းပနိုင်ခဲ့ပြီးတော့အကြောင်းမျိုးမျိုးကြောင့်ဆရာဆရာမတွေအခက်အခဲအကြောင်းသားတွေအခက်အခဲကြောင့်ကျွန်တော်တို့ကအခု2015ခုနှစ်မှာတကြိမ်ပေါ့ဒုတိယကြိမ်နဲ့ကျင်းပခြင်းဖြစ်ပါတယ်အဲဒီတုန်းကတော့ကျွန်တော်တို့ကိုတော်ကြီးတရားပေါ့နော်နောင်တော်ကြီးကကျွန်တော်တို့လွှဲပေးလိုက်တဲ့ခါမှာကျွန်တော်တို့ကပခုံးပြောင်းတာဝန်ထမ်းဆောင်တော့ဟိုနေ့မှာရုတ်တရက်တော့ဟိုနေ့မှာဆောင်ရွက်ရတဲ့နေရာမှာ ဆရာဆရာမတွေကိုဆက်တော်ရတဲ့အခက်အခဲလေးတွေနောက်တစ်ခါကျွန်တော်ကျောင်းသားတွေကိုစူးစီးရတဲ့အခက်အခဲလေးတွေတော့ရှိခဲ့ပါတယ်။သို့တော်လည်းပဲဆရာဆရာမကြီးတွေရဲ့ဟိုနေ့မော်လိပ်စာတွေဘာတွေကိုကျွန်တော်တို့ဒီတက်ဆိုင်ရာကျောင်းဦးကြီးတွေပေါ့အဲ့ဒီကာလမှာတာဝန်ထမ်းဆောင်တဲ့ကျောင်းဦးကြီးတွေရဲ့ခွင့်ပြုချက်ကိုယူပြီးတော့ကျောင်းသားဟောင်းတွေဝန်ထမ်းတွေရဲ့အကူအညီနဲ့ကျွန်တော်တို့ကဆရာဆရာမတွေရဲ့စည်းရုံးတွေကိုရရှိခဲ့ပါတယ်။အဲ့ဒီတာဝန်ထမ်းဆောင်တဲ့ခုနှစ်လိုက်အသက်လိုက်ဆရာဆရာမတွေရဲ့ဟိုနေ့အရေးအတွက်ဥယေကိုရရှိတဲ့ခါမှာကျွန်တော်တို့ကကော်မတီဖွဲ့စည်းပြီးတော့အဲဆရာဆရာမတွေကိုဘယ်လိုဖိတ်ကြားမလဲပေါ့အဲ့လိုမျိုးလေးတွေကိုစီစဉ်ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော်တို့ကျောင်းသားဘွားတော့ဟိုဆရာကိုဆရာခေါင်းမောတန်းချင်းလိုက်ပေါ့ကျွန်တော်တို့ရှစ်တန်းမှာတင်တဲ့ဆရာကိုရှစ်တန်းနေရာဒီမှာကျွန်တော်တို့ကတော့တယ်တရင်ကျွတ်မှာကတော့တယ်နောက်တော့ကိုတန်းရောက်တော့လဲကိုတန်းဆရာကိုကျွန်တော်တို့ကတရင်ကျွတ်မှာကတော့တယ်ဂျမ်ခေါင်းမောဒီရုံကျောင်းပိတ်ရက်ဒီမှာကတော့တယ်ဒါပေမဲ့အဲ့တုန်းကခန်းစားချက်ကြတော့သူကကျွန်တော်တို့ရဲ့တင်ပေးတဲ့ဆရာကိုကတော့ချင်းတာဖြစ်ပါတယ်ယခုကြတော့အလုံးတစ်မြို့နယ်လုံးမှာရှိတဲ့ကျွန်တော်တို့မမှီလိုက်တဲ့အသက်60ကျော်ဆရာကြီးတွေလည်းပါပါတယ်ခင်ဗျာ နောက်တစ်ခါကျွန်တော်တို့မိဘတွေလက်ထက်ကနေပြီးတော့တင် जा ခဲ့တဲ့ဆရာတွေကိုလည်းကြတော့ရတာဖြစ်ပါတယ်။နောက်တစ်ခါကျွန်တော်တို့ရဲ့ညီငယ်လေးတွေကိုတင် जा နေတဲ့လက်ရှိဆရာတွေကိုလည်းကြတော့ရတဲ့အတွက်ကျွန်တော်တို့ရဲ့ PT ကတော့အတိုင်းပတိဝန်တာ PT ဖြစ်ရပါတယ်ခင်ဗျာ။မိဘပြည်များခင်ဗျာအခမ်းအနားကြီးစတင်ချိန်မှာတော့ကျေးဇူးတင်ပါတယ်မျက်စရာဆိုတဲ့ခြင်းနဲ့ကျောင်းသူလေးမဲတီတီဟန်ကဆရာကြီးဆရာမကြီးများကိုဂုဏ်ပြုဖျော်ပြပါတယ်။အဲ့နောက်မှာတော့ ဆရာကြီးဆရာမကြီးများကိုမြက်ဆရာတချင်နဲ့ဂုံပြုတည်ဆူဖြောပြကြပါတယ်1986ခုနှစ်ပြော1982ခုနှစ်ပညာတင်ရခဲ့တဲ့ကျွန်တော်အဟောင်းဖြစ်ပါတယ်။ကျွန်တော်တို့ဒီဆရာဆရာမတို့တွေ့တဲ့ခါမှာကျွန်တော်တို့အမတန်ဝမ်းသာပါတယ်။ဘာလို့ဆိုတော့ကျွန်တော်တို့ငယ်စဉ်ခါတုန်းကဒီဆရာဆရာမတွေကကျွန်တော်တို့ ဒီကောင်းရကောင်းကျိုးအတွက်ကိုတုံတင်ပြတ်သားဆုံးမခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအခုချိန်ထိတတိယတုံးဖြစ်ပါတယ်ခဗျ။အဲယခင်တော့ကျောင်းသားဘုရားဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီတင်ငွေချင်းတွေလည်းအနည်းဆုံးရှိရဆရာသမားတွေအနည်းဆုံးရှိတာဖြစ်တဲ့တက်ပြီးတော့အဲကျွန်တော်ပုံမှန်နေထားတော့ပဲရှိအခုကတော့ကျွန်တော်တို့ကအဝေးရောက်တာဖြစ်တဲ့အတွက်အနည်း20လောက်လည်းရှိပါပြီ။အဝေးရောက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအခုမှတွေ့ရတယ်အမတမကျွန်တော်ကဝင်တာဖြစ်မိပါတယ်ခဗျ။အဲဒီနောက်မှာတော့ကျောင်းသားကျောင်းသူဟောင်းတွေရဲ့ကုစားအာစတီးယပူဇော်ပွဲပြည့်မြောက်ရေးဦးစီးကော်မတီဥက္ကဋ္ဌဖြစ်တဲ့ဦးကျော်မင်းနိုင်မှာ ဆရာကြီးဆရာမကြီးများရဲ့ဂုဏ်ကျေးဇူးများကိုဖော်ကျူပြပြခဲ့ပါတယ်။ကျိုးသားအတော်မူမှာတော့ရောစီမံချက်တစ်ခုရေးဆွဲပါတယ်စီမံချက်ရေးဆွဲပြီးတော့ဒီစီမံချက်မှာတာဝန်ကိုစီပေါ့နော်ခွဲကြတယ်ပေါ့အဓိကကတော့ဟိုစူပေါင်းအားနဲ့လုပ်တဲ့ပွဲလေးဒီပွဲပါခင်ဗျာကျွန်တော်ကတော့ဟိုယာရုတစ်ခုဒါ ဟိုယူထားတာပါတကယ်တကယ်ကတော့တက်ဆိုင်ရာကော်မတီတွေရဲ့ကြိုးစားအထောက်မှုနဲ့ဟလာဝိုင်းဝန်းဆောင်ရွက်ကြလို့အခုလိုပွဲလိုမျိုးတွေကိုတွေ့ရခြင်းဖြစ်ပါတယ်အားလုံးပဲဟလာတယောက်ကြတဲ့လူတွေရောမတယောက်နဲ့နေတဲ့လူတွေရောဒါမင်္ဂလာရှိတဲ့ပွဲလေးတစ်ပွဲလေးဖြစ်ပါတယ်အဲ့တော့မင်္ဂလာဆိုတာကတော့ကုသိုလ်ပေါင်းနေချမ်းရံနေတဲ့ပွဲပေါ့နော်အဲ့တော့လူပွားရဲ့အနှစ်သာရတစ်ခုကလည်းကုသိုလ်ပညာဥစ္စာတစ်ခုခုရရမယ်လို့ဆိုသားလေတော့ကုသိုလ်ရတဲ့ပွဲကိုရောက်ရရက်ကနေပြီးတော့ လာမယ့်နေ့တွေမှာပါဝင်ဆွေးနွေးကြပါစို့ဖိတ်ခေါ်ရင်းနဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျအဲ့နောက်မှာတော့ចောင်းသာဟောင်းဦးမောင်ပုံចောင်းသာဟောင်းဦးစောဝင်းចောင်းသာဟောင်းဦးနာတို့ကနေပြီးတော့မှဆရာကြီးဆရာမကြီးများရဲ့ဂုဏ်ကျေးဇူးများကိုအသီးသီးပေါ်ကျူကပြောကြားကြပါတယ် ဲ့နောက်မှာတော့အာစရိယပူဇော်ဝဲပြည်မြောက်ရေးကော်မတီရဲ့ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ဥပနာမှာလည်းအာစရိယပူဇော်ဝဲပြည်မြောက်ရေးအတွက်ကြိုးပမ်းခဲ့ပုံများကိုရှင်းလင်းပြောကြားပေးခဲ့ပါတယ်။ဒီခုအချိန်ကပါကျွန်တော်တို့ဒီတဲ့ရွယ်နေတော့တဲ့အချိန်မှာနောက်တော့ရက်နေပြီးတော့ကျွန်တော်တို့အိမ်တော်မှာတော့အသက်80နှစ်တက်ဆရာကြီးဆရာမကြီးများကိုပူဇော်ကြတော့ပြီးနောက်ပိုင်းမှာတော့အသက်90နှစ်အထက် အသက်60နှစ်အထက်အသက်55နှစ်နဲ့အထက်ဆရာကြီးဆရာမကြီးများကိုအတီးသီးအစင်လိုက်ပူဇော်ကြတော့ကဆရာကြီးဆရာမကြီးများကိုလက်ဆောင်ပစ္စည်းများပေးအပ်ကြပါတယ်။ စင်မက1985ခုနှစ်1983ခုအထက်ကရွှေစင်မလယ်တန်းမြဖြစ်နေတာဝန်ထမ်းကောင်ဆိုပါတယ်နော်ဆင်မက1982ခုနှစ်ကနေပြီးတော့1988ခုနှစ်ဒီရွှေချင်းအထက်ကမှာတာဝန်ထမ်းဆောင်ခဲ့ပါတယ်အဲအယံဝင်းတာပါတယ်နော်ဆင်မတို့ကဒီကျောင်းမှာပဲစတင်သွားတာပါဆင်မလှုပ်တော့လေဒီကျောင်းမှာဆယ်တန်းနေရောပညာရေးဘွဲ့တွေရောဝိဇ္ဇာဘွဲ့တွေဒီကျန်ဒီရပဲယူပါဆင်မရဲ့ဘူမိမေတ္တာအောင်မြေရာရွှေချင်းဖြစ်ပါတယ်ဒါကြောင့်မို့အယံလွမ်းပါတယ်အယံဝင်းတာပါတယ်နော် ဆမားကပထမအချိန်တော့လည်းတက်ရောက်ခဲ့ပါတယ်ဒုတိယအချိန်မှာလည်းအခုလာပြီးတော့တက်ပါတယ်ဆမားဆမားကဒီကျောင်းမှာကြီးပြီးတော့ဒီကျောင်းမှာဆက်ထားအောင်ပြီးတော့ဒီကျောင်းကနေပြီးတော့ပဲဆမားဖြစ်ပါတယ်ပြီးတဲ့အခါမှာဒီကျောင်းမှာဆရာမတို့ကိုငငယ်တည်းကသင်ပေးခဲ့တဲ့ဆရာကြီးတွေဆရာမကြီးတွေကိုလည်းအရန်ဟိုဘယ်လိုခေါ်မလဲလွန်ပါတယ်တငယ်ချင်းတွေနဲ့လည်းအရန်ပျော်ခဲ့ပါတယ် အဲအရန်ဝမ်းတာပါတယ်တပည့်တွေရဲ့ကြိုးစားမှုတွေလည်းအရန်ပဲခုံယူပါတယ်လေးလေးလေးစားပါတယ်ဆရာမတို့လည်းအရန်ဝမ်းတာတာပဲဘလို့ဝမ်းတာမတော်ပြောလို့မရပါဘူးနော်လိုက်လဲဝမ်းတာပီတိဖြစ်ပါတယ်အရန်ပျော်ရွှင်ပါတယ်ကလေးတွေကိုထွန်းထွန်းပပအောင်အောင်မြင်မြင်ရွှေကျင်သားပီပီတတဘဝကိုရင်ဆိုင်ပြီးတော့ဖြတ်တန်းလာခဲ့တဲ့အောင်မြင်မှုတွေကိုလည်းရင်ထဲမှာဖြတ်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 ခုံလောက်အောင်ဝမ်းတာပါတယ်အဲ့နောက်မှာတော့ ကရောကန်ဆရာကြီးဆရာမကြီးများရဲ့ကိုစားဆရာကြီးတူမတပည့်များကိုလည်းစုံမဩရာစကားများကိုပြောကြားပေးခဲ့ပါတယ်။ဘုရားလဲဆိုတော့ဒီကျောင်းကဆရာတော်လုံးတဲ့ဒီကာလဆက်လက်ပြီးတော့ကျောင်းသားကျောင်းသူဟောင်းတွေရနေပြီးတော့ကျောင်းတော်ကိုရောင်းခြင်းကိုတန်မြိုင်တည်ဆူကအခမ်းအနားကိုအောင်မြင်စွာနဲ့ယူသိနေပါတယ်။ ိုင်းနေဗီဒီယို channel ကိုအစီအမဲဆောင်မကြည့်ရှုအားပေးနေကြတဲ့ check in လေးစားပါတော့မိဘပြည်သူညီကိုမော်မများခင်ဗျာဒီကနေ့မှာဆိုရင်တော့ကျွန်တော်တို့ everyday channel ကနေပြီးတော့မှမိဘပြည်သူများကိုရိုက်ကူးတင်ဆက်ပေးခဲ့တာကတော့ဘကိုးတိုင်းဒေသကြီးရွှေကျင်မြို့ရဲ့အခြေခံပညာအထက်တဲ့ကျောင်းမှာပြင်မပြုလုပ်နေတဲ့ဆရာကြီးဆရာမကြီးများကိုပူဇော်ကြတော့တဲ့ဆရာကတော်ဝယ်ခန်းတာကိုရိုက်ကူးတင်ဆက်ပေးခဲ့ပြပါခင်ဗျာမိဘပြည်များခင်ဗျာအခုဆိုရင်လည်းမိဘပြည်သူများတွေ့မြင်ရတဲ့အတိုင်းပါပဲခင်ဗျာဆရာကြီးဆရာမကြီးများကိုကြတော့နေကြတဲ့တပည့်တပန်းများရဲ့ပျော်ရွှင်နေတဲ့ဝန်သားပီတီတွေနဲ့ဆရာကြီးဆရာမကြီးများရဲ့တပည့်ဟောင်းများကိုပြန်လဲစုံတွေ့တဲ့အခါမှာဝန်သားတဲ့ဝန်သားပီတီတွေလည်းမျှဝေခန်းစားနိုင်မယ်လို့ ကြည်ပါရခင်ဗျာဆက်လက်ပြီးတော့လည်းအခြားစိတ်ဝင်စားဖို့ရတဲ့ဒေသခံအစုံလုံးတွေကိုမြို့ပြပြည်သူများကိုအချိန်နဲ့တပင်းကြီးတင်ဆက်ပေးတော့မှာဖြစ်ပါရခင်ဗျာဆောင်းမြို့ကြည့်ရှုအားပေးခဲ့ကြတဲ့မြို့ပြပြည်သူကြီးကိုမော်မော်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ